တရားကြီးဥကျော်ဝင်တရားမှာတော်ဆူဆူလေးဒါမဝင်းမိုးစီရိုစီရိုဆေးပဲစိတ်အောင်စုမိသားစုလို့ဤမဝင်းမိုးဤဝင်းနစ်လက်ဆောင်အဖြစ်အတ္တလုတ်တန်တရားကိုဟောကြားတော်မူမယ်နမောတသဗဂဝါနောရတောသမန္တဗုဒ္ဓတ္တနမောတသဗဂဝါနောရတောသမန္တဗုဒ္ဓတ္တ နမောတသဗ္ဗဂဝတောရတောသမသဗ္ဗုဒ္ဓတ္တာဣဋ္ဌသုတ်တံတရားတော်မြတ်စွာဘုရားတာဝတိပြည်စီတွင်ကြောင်း၌ကေယံမွေလျော်တဲ့အချိန်နတပိန္ဒရိရဲ့မြတ်စွာဘုရားရှင်တန်သူချစ်ကတ်တာနတပိန္ဒရိချစ်ကတ်တဲ့ကာမမြတ်စွာဘုရားရှင်ကနတပိန္ဒရိကိုတရားဟောတော်မူတယ်နတပိန္ဒရိကြီးလောက၌အလိုရှိရဲ့ မြတ်တို့ရဲ့နှစ်သက်သောတရားတို့သည်၅မျိုးရှိတယ်။အသက်ရှင်ခြင်းကိုလည်းသတ္တဝါတိုင်းဟာအလိုရှိကြတယ်မြတ်တို့ကကြာမြတ်တို့ကြာတယ်နှစ်သက်ကြတယ်။အစင်းလာခြင်းကိုလည်းသတ္တဝါတွေကအလိုရှိကြတယ်မြတ်တို့ကြာတယ်နှစ်သက်ကြတယ်။ချမ်းသာခြင်းကိုလည်းအလိုရှိကြတယ်နှစ်သက်ကြတယ်မြတ်တို့ကြာတယ်။ချမ်းရံကြောသောများခြင်းကိုလည်း အလိုရှိကြတယ်မျက်နှူးကြတယ်နှစ်သက်ကြတယ်ဒါနောက်ဘုရားလည်းနှက်ပြီးရောက်ချင်းညတယ်နှက်ပြီးရောက်ချင်းကိုအလိုရှိကြတယ်မျက်နှူးကြတယ်နှစ်သက်ကြတယ်ဒီတရားငါးမျိုးကိုတတ္တဝါတိုင်းတတ္တဝါတိုင်းဒီလောကထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေအလိုရှိကြတာပေါ့အန္တရှိခြင်းအစင်းလာခြင်းချမ်းသာခြင်းချမ်းရမြခြင်းနှက်ပြီးရောက်ချင်းဆိုတဲ့ဒီ အကျိုးတရား၅မျိုးကတော့မိမိတို့စိတ်နဲ့တောင်းတရုံနဲ့မရနိုင်ဘူးနှုတ်ဖြင့်ထုံတနေုံနဲ့လည်းမရနိုင်ဘူးအသက်ရှင်ခြင်းအသက်ရှင်ခြင်းအကြောင်းနေပြုလို့ရမယ်အစင်းလာခြင်းအစင်းလာခြင်းအကြောင်းနေပြုလို့ရမယ်ချမ်းသာခြင်းချမ်းသာခြင်းအကြောင်းနေပြုလို့ရမယ်ချမ်းရံကြော်စောတွေပေါများခြင်းချမ်းရံကြော်စော ပေါ်များခြင်းရဲ့အကြောင်းတွေပြုလို့ရမယ်။နတ်ပြည်ရောက်ခြင်းနတ်ပြည်ရဲ့ရောက်ခြင်းရဲ့အကြောင်းတွေပေါ်များရမယ်စူးစမ်းရမယ်အထောက်ရမယ်။အသက်ရှိခြင်းရတော့မိမိတို့ဘဝဖြစ်လေရဘဝမှာဒီဘဝနောက်ဘဝတွေရောတန်တရားတစ်ချောင်းလုံးအသက်ရှိခြင်းတဲ့ပုဂ္ဂိုလ်ဟာဒုမြတ်အသက်မတတ်တယ်ပေါ့နော်။သူများတက်တဲ့ပုဂ္ဂိုလ်ကအသက်မရှိဘူး။ဒါကြောင့်မို့ဖြစ်လျက်ဘဝတန်တရားမှာ အသက်ရှင်းနေတယ်ဆိုရင်တော့သူများအသက်ကိုအသက်ရဘူး။နောက်အစင်းလာခြင်းပါပဲနော်။ဖြစ်လျက်ဘဝမှာအစင်းလာခြင်းနေဆိုရင်တော့ဒါအစင်းလာခြင်းအကြောင်းနေပြီးလို့ကြိုးစားရမှာပေါ့နော်။အားထုတ်ရမှာပေါ့။ဒါလောကကြီးမှာအစင်းလာဆုံးပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားပဲ။မြတ်စွာဘုရားအစင်းလာအောင်ဘလို့အားထုတ်ခဲ့တယ်ဆိုရင်မြတ်စွာဘုရားဖြစ်လျက်ဘဝမှာအမိဒါဒါနဆိုတဲ့အစာတောက်တွေလူခဲ့တယ်။ ဝဋ္ထဒါနဆိုတဲ့အဝတ်အစားတန်စာတွေလူခဲ့တယ်သမေသနာဆိုတဲ့တပြည့်စည်လေးခဲ့တယ်အကောဒနာဆိုတဲ့အမျက်မထွက်ဘူးမေတ္တာပွားခဲ့တယ်ဒီအကြောင်းလေးပါကြောင့်နော်အစားတောက်လူတယ်အဝတ်အစားလူတယ်တပြည့်စည်လေးတယ်မေတ္တာဖြင့်နေတယ်ဒီเจ้าနေကြောင့်မြတ်စွာဘုရားလောကမှာအလှဆုံးအတ္တဆုံးပုဂ္ဂိုလ်ဖြစ်တာပေါ့နော်မိမိတို့ဘဝတစ်လျှောက် ရုပ်စင်းအင်္ဂါနဲ့ပြည့်စုံရင်အစားတောက်တွေလူရမယ်အဝတ်စားလူရမယ်တပြည့်စည်လဲရမယ်မေတ္တာပြည့်နေရမယ်ဒါအစားတောက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့မပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့ရုပ်ဆင်းရင်ကမတူနိုင်ဘူးအစားတောက်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာရုပ်ဆင်းရင်ကနဲ့ပြည့်စုံတယ်ဒါအဝစားကောင်းကောင်းကုတဲ့ပုဂ္ဂိုလ်နဲ့အဝစားနွံ့နွံ့ပုဂ္ဂိုလ်နဲ့ပုဂ္ဂိုလ်လည်းရုပ်ဆင်းရင်ကမတူနိုင်ဘူးအဝစား တန်တန်ပြပြဝတ်တဲ့ပုဂ္ဂိုလ်ဟာရင်းစင်းအင်္ဂါနဲ့ပြည့်စုံနိုင်တယ်။နောက်ဒီပြည့်စည်လေးတဲ့ပုဂ္ဂိုလ်အမိစိတ်တွေလည်းကြီးလာမယ်သူတို့ဘာစိတ်တွေလည်းကြီးလာမယ်ဆိုရင်ဒါသူကရုပ်စင်းအင်္ဂါလာခြင်းအကြောင်းဖြစ်တယ်။နောက်မေတ္တာပွားတဲ့ပုဂ္ဂိုလ်နဲ့စိတ်ဆိုးတဲ့ပုဂ္ဂိုလ်ကြီးလိုက်ပေါ့။မေတ္တာနဲ့နေတဲ့ပုဂ္ဂိုလ်ဟာဘလို့အပ္ပဒါမအေးချမ်းနဲ့ငြိမ်းချမ်းနဲ့ကြည်လင်နဲ့ရုပ်စင်းအင်္ဂါနဲ့လှပ်ပါတယ်။စိတ်ဆိုးတဲ့ ပုဂ္ဂိုလ်ကတော့ဒါရုံစင်းအင်္ဂါနဲ့ပြည့်စုံမိမဲ့သူ့ရဲ့ရုပ်ကြည့်လိုက်ပုတ်တူးနေပါဘောနော်ဒေါသထွက်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြည့်လိုက်ဘလို့မှမကက်ချင်ဘူးအဲကြောင့်မိတို့ကတန်တရားတစ်လျှောက်မှာရုပ်စင်းအင်္ဂါနဲ့ပြည့်စုံခြင်းနဲ့ရုပ်ချောခြင်းနဲ့ဆိုရင်တော့အစာတောက်လူရမယ်အဝတ်အစားလူရမယ်တပည့်စည်းလေးရမယ်စိတ်မဆိုးရဘူးမေတ္တာဖြင့်နေရမယ်နောက်တတော်ရိုင်းတတော်ရိုင်းရတာဖြစ်တဲ့အပိုင်းမှာ ချမ်းသာခြင်းရတာပဲဗောနော်ချမ်းသာခြင်းဒါချမ်းသာခြင်းအကြောင်းကြီးပြုလုပ်ရမှာဗောချမ်းသာခြင်းအကြောင်းကလည်းဒါမျိုးတို့လူတန်းဘေကန်ဆုံးခြင်းတဲ့ပုဂ္ဂိုလ်တွေကတော့ချမ်းသာတာဗောနော်မဆုံးမကျဲမဘေကန်တဲ့ပုဂ္ဂိုလ်တွေကတော့မချမ်းသာနိုင်ဘူးမိတို့ရဲ့ဝိရအကျိုးလောက်ဝေရပါဗောနော်ဝိကရေကချမ်းသာတဲ့မိဘမျိုးရိုးတွေဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ပုဂ္ဂိုလ်တွေက ဒါနာမျိုးစီအောင်ရဲ့လေပေါ့နော်မိတို့ဖြစ်လျက်ဘဝမှာကိုကြမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်အလူတန်းနေပေးရမယ်စွန့်ကြဲရမယ်ပေးကမ်းရမယ်စွန့်ကြဲပေးကမ်းရမှာတို့လားဖရာမူကြီးတော့တန်ခါတွေကိုလည်းဒါစွန့်ကြဲပေးကမ်းလူတန်းရမှာပေါ့နော်မိတို့မိဘတွေကိုလည်းစွန့်ကြဲရမယ်ပေးကမ်းရမယ်မိတို့အကူတွေအမတွေအမျိုးတွေကိုလည်းစွန့်ကြဲပေးကမ်းရမှာပဲ မိမိတို့အိမ်ရောက်လာတဲ့ဧည့်သည်တွေကိုလည်းဒါဆုံးကျဲပေးကမ်းလှူဒန်းပေါ့နော်။နောက်ပိတ်ဆုံးတရိစ္ဆာန်ကအစလှူဒန်းပေးကမ်းရင်ချမ်းသာမှာပေါ့နော်မိမိတို့ဖြစ်လျက်ဘဝမှာလှူဒန်းတဲ့ပုဂ္ဂိုလ်ကချမ်းသာတယ်မလှူဒန်းတဲ့ပုဂ္ဂိုလ်ကတော့ဒါဆင်းရဲတတ်တာပေါ့နော်။ချမ်းသာခြင်းလှူဒန်းပေးကမ်းရမယ်။နောက်ဖြစ်လျက်ဘဝမှာတတ္တဝါတိုင်းဟာအချမ်းရကြော်စိုးတွေနဲ့ပြည့်စုံနေတာပေါ့နော်။ချမ်းရကြော်စိုးတွေနဲ့ပြည့်စုံခြင်းနဲ့ချမ်းရကြော်စိုးနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ရမယ်။ ရှမ်းကျော်တဲ့ပြည်သူကဘယ်လိုလုပ်ရမလဲဆိုရင်ဒါသူတို့ကချမ်းသာတာကိုဝမ်းမြောက်ဝမ်းသာဖြစ်ပေါ့နော်ရှုပ်ပုဂ္ဂိုလ်ကသူတို့ကပုဂ္ဂိုလ်တွေချမ်းသာရင်မနာလိုတာပေါ့နော်မနာလိုတဲ့ပုဂ္ဂိုလ်ကချမ်းရနေတဲ့တာပေါ့နောက်ကိုယ်သာလူပြီးတော့သူတို့ကိုမတိုက်တွန်းတဲ့ပုဂ္ဂိုလ်ကလည်းချမ်းရနေတတ်တယ်ကိုတော့ချမ်းသာတယ်သူတို့ကိုမတိုက်တွန်းဆိုရင်အဲ့ဖြစ်လျက်ပါမှာကိုတယောက်ပဲချမ်းသာပါတော့နော်ကိုရဲ့ချမ်းရည်ပြိတ္တတွေမရှိတတ်ဘူး ကိုလည်းလူသူတို့ဘာကိုလည်းလူဖို့ရန်တိုက်တွန်းတဲ့ပုံကိုတွေဟာအချင်ရံနဲ့ပြည်စုံနိုင်တယ်ချင်ရံနဲ့ပြည်စုံရင်တော့သူတို့ဘာချမ်းသာတာကိုလည်းမနာလူမဖြစ်ရဘူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရမယ်သူတို့ဘာတွေကိုလူအောင်လဲတိုက်တွန်းရမယ်အဲ့လိုပုံကိုယ်တွေကချမ်းရကြော်သောနဲ့ပြည့်စုံမယ်။နောက်ကလူသားတွေကဒီဘဝမှာအစဉ်ပြေပြေနေပြီးတော့ ဒမလွန်လောကရောက်တဲ့အခါမှာလေဒါနတ်ပြည်လောကသူရောက်ချင်တာပေါ့နော်ငရေဘုံနဲ့ဒိဋ္ဌံပြည်တဲ့သူတွေလေးတွေဘယ်သူမှမရောက်ချင်ဘူးပေါ့နော်နတ်ပြည်ရောက်ချင်တော့နတ်ပြည်ရောက်ချင်ရဲ့အကြောင်းနေပြီးတော့စူးစမ်းအထောက်ရမယ်နတ်ပြည်အောင်ဘယ်လိုစူးစမ်းရမလဲဆိုရင်အနည်းဆုံးဒါ၅ပါးသီလပေါ့နော်၅ပါးသီလအဆောင်ထည့်ရမယ်၅ပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာနတ်ပြည်သူရောက်နိုင်တယ်ဒါနရောက်နိုင်သလားဒါနရောက်နိုင်တယ်နော်ရောက်နိုင်ပြီမယ်သီလလောက် အာမခံမကောင်းဘူးပေါ့နော်နှလုံးသွင်းမကောင်းတာတွေဖြစ်ခဲ့မယ်ဆိုရင်ဒါမိမိတို့ဘဝကြီးကမကောင်းတဲ့ပုံထဏာတွေရောက်နိုင်တယ်။သီလတော့အဲ့လိုမဟုတ်ဘူးနော်။သီလအာမခံရှိတယ်။ဒါနဲ့တဲ့သီလကအာမခံရှိတယ်။ငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်ကတော့တေချာပေါ့ပေါ့နော်။အနက်ပြီးရောက်နိုင်တယ်။မိမိတို့တဏ္ဍသမီးကဒါနတွေလည်းအပြည့်ပေါ့နော်။သီလလည်းဆောက်ဒီဘာဝနာတွေလည်းပွားများပေါ့နော်။ကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်ကဒါကောင်းတဲ့အနက်ပြီးသူရောက်မှာပေါ့။မကောင်းတာတွေ လောဘဒေါသမောဟတွေချမ်းပြီးလုပ်တဲ့ပုံစံတွေကလည်းပြီမရောက်နိုင်ဘူး။နှစ်ပြီရောက်ချင်တော့ပြီးတော့အနည်းဆုံး၅ပါးသီလလုံရမယ်။ဒါသူစိတ်တရား၁၀ပါးလည်းကျင့်အောင်နော်။ကာယကံဝစီကံမနောကံနေစင်ကြယ်ရမယ်။အဲ့လိုစင်ကြတဲ့ပုဂ္ဂိုလ်ဟာဒါနှက်ပြီးရောက်တာပေါ့နော်။နောက်ကကြီးမှာဒါတတ္တဝရတွေကအသက်ရှင်ခြင်းကိုလည်းလိုရှိကြတယ် ဇဲလာခြင်းကိုလည်းအလိုရှိကြတယ်။ချမ်းသာခြင်းကိုလည်းအလိုရှိကြတယ်။ဆယ်ရန်ကြော်သောခြင်းကိုလည်းအလိုရှိကြတယ်။နှက်ပြီးရောက်ခြင်းကိုလည်းအလိုရှိကြတာပဲနော်။ဒီတရားတွေနဲ့ရအောင်ပြီးတော့ဒီဘုရားမှာလည်းချမ်းသာအောင်တပ္ပလုံဘုရားမှာလည်းချမ်းသာအောင်မလုပ်ရမလဲဆိုရင်အနည်းချုပ်ကတော့အပမာရနော်ကုသိုလ်ကောင်းမှုတွေ၌မမင်းလျော့တဲ့တတိတရားနဲ့နေပါနော်တတိတရားမဲ့နေမဲ့ဆိုရင်မိမိတော့ဒီဘုရားမှာလည်း ချမ်းသာမင်းတမလို့ဘဝမှာလည်းကောင်းတဲ့ဘုံဌာနတွေရောက်မှာပေါ့နော်အလုတ္တိနဲ့နေတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းစေဝောဇာယရဏနဲ့ပြည့်စုံကျူးစာအထုတ်နိုင်တယ်တမလို့လောကမှာလည်းကောင်းတဲ့ဘုံဌာနတို့ရောက်အောင်ကျူးစာအထုတ်နိုင်တယ်အချို့ပညာရှိတွေကြတော့ဒီဘဝချမ်းသာအောင်လို့ကျူးစာအထုတ်နိုင်တယ်နှစ်ပြည့်ရအောင်သူတို့အာမထုတ်နိုင်ဘူးပေါ့နော်အချို့ပညာရှိတွေကြတော့ နတ်ပြည်ရအောင်လို့ကြိုးစားထုတ်နိုင်ဒီဘက်မှာချမ်းသာအောင်အားပြုနိုင်ဝင်တကယ်ပညာရှိပုဂ္ဂိုလ်ကတော့ဒီဘက်မှာလည်းချမ်းသာအောင်အားထုတ်နိုင်တယ်တမလို့ဘဝကိုလည်းကောင်းသောဘုံဘဝတွေရောက်အောင်အားထုတ်နိုင်တယ်သာရောနှလုံးပြောပြောဩသူတော်ကောင်းပေါင်းတို့ဒုံမင်းသင်သူတော်ကောင်းပေါင်းတို့သည်မှန်တမ်းဤအိတ်တုတ်တန်တရားကိုကြားနာရ၍ အာယုဆိုတဲ့အသက်ရှင်ခြင်းဝနဆိုတဲ့အစင်လာခြင်းဒုက္ခဆိုတဲ့ကိုကြမ်းမာခြင်းစိတ်ချမ်းသာခြင်းယတဆိုတဲ့ချမ်းရံပေါ်များခြင်းတကဆိုတဲ့နှစ်ပြည့်ရောက်ခြင်းစိုက်တော်ကောင်းကျိုးချမ်းသာမင်္ဂလာတို့ကိုသုတ်တော်အနဂျာနာယယွေဓာရိဒဆောင်ရွက်မတကြကုန်လောဓာရိတော်ဆောင်ရွက်မတပြီးတော့ပရိပစ္ဆဒံခြင်းဉာဏ်ချုပ်ကိုအထောက်ကြကုန်လော မရမသိတဝါချင်းဉာဏ်ချုပ်ကိုအထောက်ကြကုန်သည်ဖြစ်၍အမတံမဝေယမနာယမတရားဖြစ်သောနိဗ္ဗာန်သို့မမှုနန္ဒုကောင်းစွာမသိရောက်ကြပါသည်ကုန်သည်။